ထမပကံပြည်မင်းဆက်များရဲ့မှာထင်ရှားကြော်ကြားဆုံးမင်းကတော့ပူစောကြီးမင်းဖြစ်တယ်။သရီခိရာဘီပစီဘီနောက်ရေကြီးရမဲနုကပြောင်းရွှေ့လာကြတဲ့ပြူလူမျိုးတွေဟာအေရာရီမင်းရဲ့အရှိတ်ရုံလွတ်ကျွန်းနေအောင်ရောက်လာကြတယ်။သမုဒရမင်းသားဟာရုံလွတ်ကျွန်းနေမှာနန်းတော်ဆောက်လုပ်ပြီးပထမပကံပြည်ကြီးကိုစတင်တည်ထောင်ခဲ့တယ်။ရွာသားတွေကတောတောင်တွေကိုခုတ်တွင်ရှင်လင်းပြီး အိုးအိမ်များဆောက်လုပ်ကရွာကြီးတွေတီထောင်နေထိုင်ရတယ်။အဲ့ဒီချိန်ကပကံပြည်သားတွေနေထိုင်ရအနီးနားကတောတောင်တွေမှာဒဏ္ဍာရီလာတောဝက်ကြီး၊ကြာကြီး၊ငှက်ကြီးနဲ့ရှူးပြန်ကြီးဆိုတဲ့ဒရိစံကြီးလေးကောင်ကြီးစိုးနေကြတယ်။တောကြီးကလည်းအင်မတန်နဲ့ပြီးတော့ဘူးရိုင်းမင်းတွေကလည်းရှင်းလို့မနိုင်အောင်ရှင်သန်ပေါက်ရောက်နေကြတယ်။ဒီနေ့မှာပကံသားတို့နေထိုင်ရအနီးမှရှိတဲ့ အေရီမြကြီးရဲ့ကံစက်တနေရာမှာဘောဂဝတိပြည်ကနဂါမင်းသမီးလေးတစ်ပါးလူယောင်ဖန်ဆင်းပြီးသူတို့နေထိုင်ရာအုံမြေပေါ်ရောက်ရှိလာခဲ့တယ်။နဂါမင်းသမီးလေးဟာမိထွေးရဲ့နေအောင်ကြီးရဲ့အထီးတွေကိုကြည်နူးမြတ်စွာခံစားရင်းလှပတဲ့အေရီမြကြီးရဲ့ရှုခင်းကိုငြိမ်းမခံစားနိုင်မိတယ်။အဲဒီအချိန်မှာကောင်းကင်ဘုရားနေနေသားဟာနဂါမင်းသမီးလေးကိုတွေ့မြင်သွားတဲ့ခိုင်မှာ ေတ္တာတဝန်ချစ်ခင်စိတ်တွေဖြစ်ပေါ်လာပြီးလူရောင်ဖန်ဆင်းကငကားမင်းသမီးလေးထံချင်းကပ်ချစ်ရေးဆိုခဲ့တယ်။ငကားမင်းသမီးလေးနဲ့နေနေသားတို့မေတ္တာမျှရာကငကားမင်းသမီးလေးမှာပဋိသေဒီကြီးကအူကြီးတစ်လုံးပေါက်ဖွားလာပါတယ်။လူပြည်မှာမွေးဖွားလာတဲ့အတွက်ဥမာလူသားယောက်ျားလေးဖွားမြင်စေရဲ့အဓိဋ္ဌာန်ပြုပြီးထားခဲ့ကြပါတယ်။ပကံရွာမှာပြူလူမျိုးဖိုးကိုလင်မြန်းဟာ ရေရီမြေကမ်းပဲရေခက်လာကြတဲ့အခါဒူဆန်နဲ့ဦကိုတွေ့တဲ့အခါအိမ်ကိုယူဆောင်သွားကြတယ်ပြီးတော့သူတို့ကိုယ်ွယ်စီကတ်တဲ့ရေသေးကြီးထံသွားပြီးတော့ဦရဲ့အကြောင်းတိုင်ပင်ကြတယ်ရေသေးကြီးကဒါဟာရေယိုတရိဆန်ဥမဟုတ်ဘူးတေချာကူးဆိုင်ဆောင်းလျှောက်ပါလို့မှကြားလိုက်တယ်အဖိုးလင်မယားဦကိုတေချာသိမ်းဆည်းထားပြီးဒီနေ့မှတော့ဥရေကလူသားယောက်ျားလေးတယောက်မွေးဖွားလာခဲ့တယ် ကလေးငယ်ကိုစောတီလို့အမည်မဲခေါ်ခဲ့တယ်။ပြူဖိုးလင်မယား။တားရင်လို့ကျွေးမွေးဆောက်ရှောက်ထားပြီးစောတီလေးခုနှစ်နှစ်သားရွယ်ရောက်လာတဲ့အခါမှာရသေးကြီးထံအနှံပြီးပညာမှန်သင်ယူစေပါတယ်။စောတီလေးဟာပညာရက်များကိုလင်မယားတက်မြောက်ပြီးဓာလန်လေးများအတက်များမှာသူမထူအောင်ထူးချွန်လာပါတယ်။သမုဒရမင်းကြီးရဲ့ရဲမတ်တွေဟာ နန်းတော်တည်ဆောက်ရမှာလိုအပ်တဲ့သစ်ဝါးတွေခုတ်ယူဖို့တောတောင်နေတဲ့သွားတဲ့အခါမှာတရိษံရင်လေးကောင်ရဲ့ရမှုတိုက်ခိုက်ခြင်းကိုခံကြရတယ်။အရှိရက်ကတော်ကြီးရဲသွားရင်ဝက်ကြီးရဲ့ရမှုတိုက်ခိုက်ခြင်းကိုခံကြရတယ်။အနောက်ရက်မှာတော့ငှက်ဆိုးကြီးရှိပြီးတောင်ရက်ကိုသွားရင်ကြားဆိုးကြီးနဲ့တွေ့ကြရပြန်တယ်။မြောက်ရက်မှာတော့ရှူးပြန်ကြီးရှိပါတယ်။အဲ့ဒီတတဝါကြီးတွေကလူတွေအခြေချနေထိုင်လာကြတာတီးတော့ ဂါရီထဲဝင်ပြီးလေယာကျွမ်းသွားတဲ့လူတွေကိုပါအနယ်ပြုကြပါတော့တယ်။မင်းကြီးရဲ့ရဲမက်တွေလည်းမနှိမ်နှင်းနိုင်ဖြစ်နေကြတဲ့အတွက်သမုဒရစ်မင်းကြီးကစိတ်ဆင်းရဲလျက်ရှိပါတော့တယ်။မင်းကြီးဟာမူမတ်တွေနဲ့တိုင်ပင်တဲ့အခါမူမတ်များကမှန်လာပါရှင်မင်းကြီး။ယခုလိုဒရိသန်ကြီးတွေဂါရီထဲဝင်ရောက်အနယ်ပြုနေတဲ့အတွက်ဂါသားတွေလည်းကြီးလန့်စာစာထိတ်လန့်နေရတဲ့အပြင် ကောက်ပဲသီးနှံနေလိုက်ပျက်စီးကြရတယ်။တရိษံနေဟာအစာဝနဲ့လူတွေနေထိုင်ရကိုလာရောက်အနေနဲ့ပြူကြမှာမဟုတ်ဘူး။ဒါကြောင့်သူတို့လိုအပ်တဲ့အစာအစာကိုသူတို့နေထိုင်ရာတောထဲကိုသွားရောက်ပို့ဆောင်သင့်ပါတယ်လို့အကြံပေးကြတယ်။သမုဒရမင်းကြီးလည်းသဘောတူပြီးတိုင်းပြည်မှာဒရိษံကြီးများအတွက်ကောက်ပဲသီးနှံနဲ့အသားငါးများတဲ့အင်းစီအလဲကြဆက်သားရမည်လို့အမိန်ထုတ်လိုက်ပါတယ်။အဲဒီချိန်ကစပြီး အရက်လေးမျက်နှာမှာနေတဲ့ရွာသားတွေဟာတရက်ကိုတိမ်ကြခောက်ပဲသီးနှံများနဲ့ကျွေးနှွားများကိုဒရိဆန်ကြီးတွေစီပို့ဆောင်ပေးရပါတော့တယ်။အချိန်တန်လို့ဒရိဆန်အစာမဆက်သားနိုင်တဲ့အိမ်ကလူတွေကိုဖမ်းဆီးခြင်းချပြီးအချင်းသားတွေကိုဒရိဆန်အစာဖြစ်ရစ်ပူစော်ကြပါတယ်။ဆယ်နှစ်ကျော်ကြာတဲ့အခါမှာဆင်းရဲတဲ့ရွာသားတွေအသက်ကြီးလို့အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့သူတွေဟာရစ်ပူစော်ခံရလို့ရွာထဲမှာ လူလင်ပြိုမိမပြိုနဲ့ကလေးငယ်တွေလောက်သာကြံရှိပါတော့။စောတီဟာလူပြိုပေါ့အွယ်ရောက်လာတဲ့အခါဖြူဖိုးမိဘနှပါတန်ခွင့်ပန်လာ။လူတွေကိုနှိမ့်ဆက်သဖြန့်နေတဲ့ဒရိစံကြီးတွေကိုသွားရောက်နိုင်နေမှုဆုံးဖြတ်လိုက်ပါတယ်။သူဟာဒရိစံကြီးတွေကိုနှိမ့်နေမှုကြံစီတွေးတော်ရင်အိပ်ပျော်သွားရတာ။နနက်နိုးလာတဲ့အခါသူ့နှပေးမှာညီနသားလာရောက်ပေးအပ်သွားတဲ့ရွှေရောင်လေးတလန့်နဲ့ ညာတဲ့နေရောက်ရှိနေတာကိုတွေ့လိုက်ရတယ်။ဒီစောဒီလဲလေးနဲ့မြောင်ကိုကျောင်းမှလွယ်ပိုးပြီးဝက်ကြီးရှိရာအရှိရတောအုပ်ကြီးစီထွက်လာခဲ့တော့တယ်။လမ်းမှာဝက်ကြီးတန်ကောက်ပဲသီးနဲ့မြဆက်သားဖို့လာကြတဲ့ရွာသားတွေကိုဘေကင်းရကစောင့်ကြည့်ကြဖို့မှာကြားပြီးဝက်ကြီးနေထိုင်ရာအကူကြီးနဲ့တိုးကပ်သွားပါတယ်။ဝက်ကြီးဟာအစာစားဖို့ဂူတွေကထွက်လာတဲ့လေးနဲ့ချိန်ထားတဲ့ပြူစောကြီးကိုတွေ့တဲ့အခါ မြေပြင်ကိုခွာနဲ့ရက်ပြီးအမွေမြတ်ထောင်နေအောင်အော်တန်ကြီးပြုတာတဟုံတို့ပြေးလာပါတော့တယ်သူစော်ဒီလဲဝက်ကြီးရဲ့ဥကောင်ကိုတေချာချာနာသာချိန်ပြီးညားကိုပြစ်လွတ်လိုက်ရညားတဲ့ဟာဝက်ကြီးရဲ့ဥကောင်ကိုထုတ်ချင်းပေါက်ပြီးလက်ကြတည်ဆုံသွားပါတော့တယ်ဇွာသားရီလဲသူစော်ဒီကိုလေးစားထင်ကြီးသွားကြပြီးဝက်ကြီးရဲ့အဆွဲကိုဘရင်နဲ့ဆက်သားဖို့တွားရောက်ဖြတ်ယူကြပါတယ် ဝကြီးရနေကင်းရှင်းသွားပြီးနောက်ယူဆိုဒီကငတ်ကြီးနေထိုင်ရနောက်ဘက်တော်ဦးကြီးပဲထွက်လာခဲ့ပါတယ်။ညနေနေဝင်ရီရောအချိန်မှာယူဆိုဒီဟာငတ်ကြီးထံဆက်သဖို့ခေါ်ဆောင်လာတဲ့မိမပြူတရားနဲ့ရဲမတ်တွေကိုတွေ့ရှိရတယ်။ယူဆိုဒီဟာရဲမတ်တွေနဲ့မိမပြူတို့ကိုဆက်မသွားကြဖို့မှာကြားပြီးသူတယောက်တည်းငတ်ကြီးရှိအောင်ထွက်လာခဲ့တယ်။ငတ်ကြီးဟာတိပိမောကထိုးစင်းလာပြီး ယူဇော်ဒီကိုအစာအမှန်နဲ့နှုတ်သီးနဲ့လမ်းပေါက်လိုက်ပါတယ်။ယူဇော်ဒီလည်းအနောက်ဘက်ကိုခုံဆောင်လိုက်တယ်။ငကြီးနှုတ်သီးနဲ့ပေါက်လိုက်တဲ့နေရာမှာတွင်းကြီးတွင်းဖြစ်ပြီးချမ်းရစ်တယ်။ငကြီးဟာနှုတ်သီးမှပါလာတဲ့မြေတွေကိုအန်လိုက်တဲ့နေရာမှာတောင်တထောင်ခန့်မြင့်သွားတဲ့အတွက်ငှက်အန်တောင်လို့ခေါ်ဝေါ်ကြပါတယ်။ယူဇော်ဒီကငကြီးကိုဒေချာချင်းတွင်ပြစ်ခတ်နိုင်ရန်တောင်ကုန်းတစ်ခုပေါ်ပြေးတက်သွားပြီးလေးနဲ့မြားကိုအသင့်ပြင်လိုက်ပါတယ်။ ငကြီးဟာနှုတ်သီးထဲအမြေတွေကိုထွေးထုတ်ပြီးရာနဲ့ကြီးမားတဲ့အတောင်ကြီးကိုတစ်ဖက်ဖက်ခတ်ခတ်ယူစောဒီရှိအတောင်ပေါ်ကိုပြန်တန်းလာပါတယ်ယူစောဒီလည်းမြားရံကိုငကြီးရဲ့ဥကောင်းတက်တဲ့လို့ချိန်ရွယ်ပြလွတ်လိုက်တဲ့အခါငကြီးလည်းမြေပြင်ပေါ်ကိုဒလိန်ခောက်ွယ်ပြုတ်ချပြီးတည်ဆုံသွားပါတော့ယူစောဒီငကြီးကိုပြခွင်းနေနေခဲ့တဲ့တောင်ကိုယခုကငှက်ပြစ်တောင်လို့ခေါ်ရပါတယ်နောက်ရက်မှာတော့ယူစောဒီဟာ တောင်ရဲတော်ဥထေကဂျာကြီးထံဆက်သားမယ်လူလင်မျိုးနေရာတွင်အစားဝင်ကဂျာကြီးရဲ့နှလုံးသားတဲ့တဲ့ကိုမြားနဲ့ပြခွင်းနေနေလိုက်ပါတယ်အဲဒီနောက်မြောင်ရဲကရှူပြန်ကြီးကိုလည်းမြားနဲ့ပြခွင်းကဆက်သားမယ်ကလေးငယ်ရဲ့အသက်ကိုကယ်တင်လိုက်ပါတော့တယ်အဲဒီနောက်မှာတော့ဒရိစံကြီးတွေရန်ကင်းစင်သွားတဲ့အတွက်ပကံသားတွေကိုစူးစီးပြီးရခင်နှိမ်နှင်းလို့မနိုင်တဲ့ ဘူးရိုင်းမင်းတွေကိုအမြင့်ပါမချန်ဆွဲနှုတ်ရှင်းလင်းပြစ်ပြီးတော့လေယာမီတွေကိုတိုးချဲ့ဆိုင်ပြုကြတယ်။ဘူးရိုင်းမင်းတွေကို AR မီကန်းစားအထိခုတ်ထွင်ရှင်းလင်းပြီးမှတော့အောင်မြင်မှုထိမှန်ဖြစ်နေ AR မီကန်းစားမှာဘူးဖျားကိုတည်ထားကိုယ်ခဲ့ပါတယ်။တမှုဒရစ်မင်းကြီးလည်းပကံပြည်ကိုဆယ်စုနှစ်တခုကြာအောင်နှိမ့်ဆက်အန်ရယ်ပြုနေတဲ့ဒရိစံကြီးတွေနဲ့ဘူးရိုင်းမင်းတွေကို နေနေခဲ့တဲ့သူရဲကောင်းပြီစောတိကိုခေါ်ယူသူကောင်းပြုပြီးသမီးတော်ဆန္ဒဒေဝီနဲ့ထိမ်မြလက်ဆက်ပေးကအင်းရှိမင်းအရာအနှင်းတော်မူခဲ့တယ်။သမုဒရမင်းနဲ့ရွာဆန်တဲ့အခါမှာပြီစောတိဟာဆရာရသေးကိုမင်းပြုအုပ်ချုပ်စေပါတယ်။ရသေးကြောင့်မင်းလို့ဘွဲမိရှိပြီးရသေးကြောင့်မင်းနဲ့ရွာဆန်တော့မှပြီစောတိဟာပကံတိနံကိုစိုးစံခဲ့ပါတယ်။ပကံရွာကြီး၁၉ရွာကိုချဲ့ထွင်ပူပေါင်းစေပြီးတော့ အရိမတနာပြည်လို့အမည်သမောက်ခဲ့ပါတယ်